ရှင်ရင်နဲ့ဒေချင်းကြားကကောင်းငင်ပုံနဲ့ငရဲပုံလူတွေကနတ်ပြည်ကိုသွားရမလားငရဲပုံကိုသွားရမလားဆိုတာကိုတေလုံတဲ့အခါဆုံးဖြတ်ပေးကြပါတယ်တပွားလုံးကိုလိုခဲ့တာတွေကိုကိုကမှတ်မိပေမဲ့တေလုံတဲ့အခါသူတို့ဘက်ကတိတိကျကျကိုအပြည့်ပေးဖို့ဒါမှမဟုတ်စံစားစီဖို့စောင့်နေရပါတယ်အီဟဲဆုဆိုတဲ့အသက်ကြီးကြီးမျိုးသမီးကရက်ွက်ထဲငွေတို့ပေးစားတဲ့လုပ်ငန်းကိုလုပ်ပြီးသူငွေရဖို့အတွက်ပဲကြီးတယ်လို့နာမည်ကြီးပါတယ် သူနဲ့အတူအမြဲတမ်းတွဲဖက်အဖြစ်အီယောင်းရယ်ဆိုတဲ့ရောက်ကရှာပုံစံနဲ့တမိတယောက်ရှိပါတယ်။သူမကအကြွေးတောင်းတိုင်းမှာ ES စုအတွက် Fighter ကြီးအဖြစ်နဲ့ငွေတွေထွက်လာအောင် လုပ်ပေးတဲ့သူပါ။ချိန်ချောက်တယ်ငွေတောင်းတယ်ဆိုပေမဲ့သူမမှလည်းသူမပြဿနာနဲ့သူမပါ။ ES စုဒီလိုလုပ်နေရတဲ့ကြောင်းရင်ကသူမရဲ့ယောက်ျားကိုနာချွန်းဆိုတဲ့နာတာရှည်ယောက်ျားတယောက်ရှိနေလို့ပါ။ကိုနာချွန်းကဆက်ဆက်နောက်နောက်နဲ့ပျော်ပျော်နေတဲ့သူဖြစ်ပေမဲ့အသက်25နှစ်လောက်တဲ့ကကားအက်ဆီဒန့်တစ်ခုကြောင့်အောက်ပိုင်းမကောင်းတော့ပဲ အဲ့ဒီအသက်25နှစ်ထဲကနေအိပ်ရဲလဲသွားတာအခုအသက်80ကျော်တဲ့အထိပါပဲအဲ့ဒီကာလတစ်လျှောက်လုံးကိုယေရှုကပဲရှာကြွေးခဲ့ရတယ်လို့ခေါနာကျွန်းရဲ့စေဘဝါကကအစအိမ်စားစိတ်အကုန်လုံးကသူမအပေါ်ပဲပြီးနေခဲ့ပြီတာဝန်တွေအားလုံးကိုထမ်းထားခဲ့ရတာပါဒါကြောင့်မဲသူမကမိမချမ်းကြီးလိုဖြစ်နေရတာပါအကျွေးတောင်းမှုဆိုရင်နာရေးအိမ်အောင်မရှောင်ပါဘူးသူမှလည်းသူပြက်တနာနဲ့သူဆိုတော့ငါမှလည်းငါဝင်တော့ဝင်ပုံနဲ့ငါဆိုတဲ့အတိုင်းသူမကငွေရဖို့အတွက်နာရေးအိမ်နဲ့အာနာမနေနိုင်ပဲအကျွေးတောင်းစရာရှိတာတောင်းပါလေ ဒါကြောင့်나이ရှင်နေနဲ့ပြဿနာတက်တဲ့အထိဖြစ်ပေမဲ့သူမမှာဘာမှမသိတဲ့စိတ်နှလုံးကောင်းလေးတွေရှိပါတယ်။မတက်တာလို့အကျွေးတောင်းရပေမဲ့나이အတွက်ကုငွေပြန်ထည့်ပေးတာတို့ပတ်စံပို့သွားရင်ဆက်ဆက်ပြန်ပေးတတ်တာတို့စတဲ့သူမရဲ့စိတ်နှလုံးကောင်းလေးတွေကိုလည်းမြင်ရပါတယ်။သူမမှာတရက်တရက်ဈေးထဲမှာအကျွေးတွေတောင်းဈေးတွေကလူတွေနဲ့ရန်ဖြစ်ပြီးပြင်မရပေမဲ့အိမ်ပြန်ရောက်လာရင်ယောက်ျားဖြစ်သူကိုနာချုံကိုမြင်ရင်အမောပြင်းနေတဲ့သူပါ။ယောက်ျားဖြစ်သူကလည်းနှစ်ပေါင်းများစွာမိမပင်ပန်းနေတာကိုမြင်နေရတာကြောင့်မြ мян သေးဖို့ကိုပဲမျှော်လင့်နေကြတာပါခုနကျွန်းပြောလို့ရှိတဲ့စကားက မင်းကဒီရွယ်မှာအလှဆုံးပါပဲမင်းနဲ့အချိန်အကြာကြီးပတ်သက်ခဲ့ရတဲ့အခုချိန်ကအချိန်ပိုကြလေငါ့အတွက်ပိုတန်ရောစင်တွေများလေဖြစ်တာကြောင့်အခုအရွယ်သဘောအကျဆုံးလို့ပြောလို့ရှိပါတယ်ဒီစကားတွေနဲ့ပဲအီလစုတယောက်သူ့ရဲ့နေ့ရက်တိုင်းကအားဖြစ်နေရတာပါသူမရဲ့အိမ်မှာကြောင်လေးတစ်ကောင်နဲ့မွေးထားပါတယ်ဒါကတော့သူမအလုပ်သွားတဲ့အချိန်တိုင်းအိမ်မှာတယောက်တည်းကြံခဲ့တဲ့ခိုးနှံချုံကိုအဖို့ပြုတ်ပေးဖို့အတွက်ပါ ခုနကကျွန်ကယေစုလှုပ်သွားတယ်မှာအိမ်မတယောက်ရဲ့အထီးကျန်နေခဲ့ရပြီသူလှုပ်ပေးနိုင်တာဘာမှမရှိလို့အပြင်ထွက်ရင်ထီးဆောင်သွားမိုးရမယ်တော့လို့အမြဲတမ်းပေးတတ်ပါတယ်ယေစုကလည်းဒီစကားကိုနားထောင်ပြီးအပြင်သွားတယ်မှာထီးဆောင်သွားတတ်ပါတယ်ဒါကတကယ်တမ်းလက်တွေ့မှာလည်းအသုံးဝင်ပြီးဈေးကဈေးတွေနဲ့ရံဖြစ်တဲ့အခါသူတို့ငါးပုတ်ရည်နဲ့ပတ်တဲ့အခါအကာအွယ်ယူဖို့ဒီထီးကအသုံးဝင်ခဲ့ပါတယ်တရက်မှာတော့ယေစုတယောက်ဖះเจ้าကိုသွားခဲ့ပြီးယောက်ျားတို့ဆူတောင်းမှုလုပ်နေရင်ကမျက်စိတဲ့ယောက်ျားကိုတေမင်းကလာခေါ်တာကိုတွေ့လိုက်ရသလို ။ကြောင်လေးကလည်းကာကွယ်ပေးဖို့ကြိုးစားရင်ကြောင်လေးပါထိခိုက်သွားတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူမကအိမ်ကိုအလင်းအမြန်ပြန်ပြေးခဲ့ပါတယ်။သူမရဲ့အာယုံကအမှန်တကယ်ဖြစ်ခဲ့ပြီးအိမ်ရောက်တော့ယောက်ျားရောကြောင်လေးပါတည်ဆုံသွားခဲ့ပါပြီ။အဲ့ဒီနောက်ပိုင်းသူမရဲ့ဘဝကအထိပ္ပယ်မရှိတော့လို့သူမကအသက်ဆက်ရှင်ရမယ့်အကြောင်းပြချက်လည်းမရှိတော့ပါဘူး။အရင်လိုအလုပ်လုပ်ရတာလည်းမတက်ကြွတော့ပါဘူး။သမီးဖြစ်သူကလည်းသမီးအရင်မဟုတ်ပါဘူး။သူမငွေသွားတောင်းတဲ့အိမ်ကအယတမကအကျွေးမပေးနိုင်တဲ့အပြင်သမီးအရင်ကိုပါရိုင်းနှက်နှိပ်စက်နေလို့မကြည့်ရလို့ခုံမွေးခဲ့တာပါ။ အခုတော့သူမနေခြင်းစိတ်လည်းမရှိတော့တာမို့တမီးနဲ့အကျွေးတော်တောင်းရင်အဲ့ဒီအိမ်ကကောင်းလေးကိုတမီးကသဘောကျနေတာကိုသတိထားမိလိုက်ပါတယ်တမီးကရောက်ခရှာလို့တဘွားလုံးနေခဲ့ပြီးသဘောမကျစဘူးသဘောကျနေတာကြောင့်အကျွေးတွေလျှော်ပြီးမယ်ငါတမီးနဲ့တွေ့ပြီးဆိုပြီးတမီးကိုဝေကောင်းစားလာရဝေပေးပြီးဒိတ်ပေးပါတယ်သူမမရှိတော့တဲ့နေရက်တွေအတွက်အဖို့ဖြစ်ထားပေးခဲ့ခြင်းလိုပါဒါကိုတမီးကရိမ့်မိသွားပြီးသူ့ကိုထားခဲ့မယ်ဆိုရင်ဘသူနဲ့မှမတွေ့နိုင်ဘူးဆိုပြီးသူ့ပုံစံအမှန်ကိုပြပြီးယောက်ျားလေးဘက်ကသဘောမကျအောင်ကြမ်းကြမ်းရမ်းနေလုပ်ပြပါတယ် အဲ့နောက် ESU ကလည်းသူ့ရဲ့အကြွေးတောင်းတဲ့လုပ်ငန်းကိုပဲအမွေပေးဖို့စုံဖြတ်ပြီးဖီးနဲ့လာသမျှရန်ကိုဘလို့ကာကွယ်ရမလဲဆိုတာကိုတင်ပေးပါတယ်။ဒီလိုတင်ပေးစရာတွေတင်ပေးပြီးရဲ့နောက်သူမလည်းလူတော်ကကြီးကနေတိတ်မကြခင်ထွက်ခွာသွားခဲ့ပါတယ်။သူမတေဆုံတဲ့နောက်တော့သူမကိုတမလွန်ကိုဘလို့သွားရလဲဆိုတာမေးပါတယ်။ယထာနဲ့သွားဖို့ရွေးချယ်ခဲ့တဲ့နောက်တမလွန်ယထာကြီးစီပြီးယထာကြီးကဂျုံဦးကျက်ကျက်နဲ့စထွက်လာခဲ့ပါပြီ။အီဟောင်းအဲကိုလည်းထားခဲ့ရပါပြီ။ဒီလိုနဲ့ယထာကြီးခုံမောင်ရင်ကတနေရာမှာတော့ယထာကရက်သွားပြီးကျင်ညာရက်တစ်ခုထွက်လာပါတယ်။ အားလုံးပဲအခုကငရဲပူတာကိုရောက်နေတာပါအားလုံးပဲနေရာကမထပဲထိုင်နေပေးကြပါဆင်းရဲမဲ့သူတွေကဆင်းရပါလိမ့်မယ်ဆိုတဲ့ကြေညာချက်ပါကြေညာချက်ပြီးတဲ့နောက်ဘဝမှာအာဟုသူတွေလောက်ခဲ့တဲ့သူတွေကိုငရဲကမဆင်းကျင်လဲဆွဲခေါ်သွားပါတယ်တယောက်ပြီးတယောက်အကြောက်ကန်ညင်းမယ်မရပါဘူးရုံးငံပေးမယ်လည်းမရပါဘူးအင်းရဲစုတယောက်လည်းကြောက်ကြောက်နဲ့ဖိနှဲခုံကိုမြင်အောင်ထိုင်ပြီးလက်ကိုကြည့်ကြည့်ပအောင်စုပ်ပြီးသူမပါသွားဘူးဆယ်တဲကစူတောင်းနေမှတည်ကြပါတယ်ငရဲကခေါ်ရမဲ့သူတွေကုံသွားတော့ရထားဆက်ထွက်သွားပါတယ်အင်းရဲစုမပါသွားပါဘူး ူမလည်းတပြင်းခိုးချပြီးယထာကဆက်ထွက်လာရင်နောက်ဘူတာကတော့နှက်ပြီလို့ခေါ်တဲ့ကောင်းငင်ပုံကိုဆက်ထွက်ခဲ့ပါပြီ။ဒီဘူတာမှာယထာရတဲ့အချိန်လူနည်းနဲ့သာကြာမှာတော့ရယ်။ EAS လည်းမရဲတရဲနဲ့နှက်ပြီဘူတာကိုဆင်းလာခဲ့ပါတယ်။ဒါကတော့ပထမပိုင်းမှာဒုတိယပိုင်းကိုနောက်ရမှာဆက်တင်ပေးပါမယ်။